ခုဝန္ဒနာပါတဲ့အလုပ်တွေတိုင်းအလုပ်တွေတိုင်းလာမင်းအသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်တွေပဲလေဒီကြီးလုပ်ငန်းဆိုလဲလာမင်းဒါစီးပွားရေးအနေနဲ့ကြည့်မယ်ဆိုလဲဒါလာမင်းတို့ဝင်ငွေရှိရဲတခြင်းဆိုတာဆိုလဲလာမင်းတို့စီးပွားရေးဘက်ကကြည့်မယ်ဆိုလဲဝင်ငွေရှိရဲပြောလာမင်းရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ဒီမွန်ဘာပေါ့နော်စားတောက်ဆိုင်လာမင်းဘီယာဆိုင်လေးလည်းရှိရဲဆိုတော့ဒါလာမင်းကဒီဘာပဲလုပ်လို့ကိုယ်ကစီးပွားရေးနဲ့တွဲပြီးလုပ်တာဖြစ်တဲ့အတွက်လာမင်းတို့အကုန်လုံးကတော့တစ်ဖက်တစ်လမ်းနေအကျိုးတွေရှိကြပါတယ်ဟုတ်အခက်မှုဘိုင်းကတော့အချိန်မပေးနိုင်တာပေါ့ဒီကြီးဆိုလို့ရှိရင်လဲကိုကဒီထက်ပို့ပြီးတော့ ထပ်ပြီးတိုးတက်တိုးတက်ရမယ်ဟာမတိုးတက်ဘူးပဲဆိုတော့လုတ်စရာတွေကဒီဘက်တွေမှာရှိတယ်အဲ့လိုမျိုးပေါ့နော်ကိုပဲအိမ်နာဦးစီးဆိုတော့အစအဆုံးကိုပဲလုံနေရဆိုတော့ယူစတူဖြစ်ဆုံးကတော့ဒီတချင်းဆိုတာပေါ့တချင်းဆိုတာတော့လာမင်းဆန္ဒနဲ့ဘောနဲ့တဆက်တည်းကြပေါ့နော်ဒီကြီးကြတော့အမှန်တမ်းပြောရင်ဝါသနာတော့ပါတယ်ဒါပေမဲ့ဒီကြီးကြတော့နည်းနည်း night life တဲလေနည်းနည်းသွားရတာဆိုတော့လေ အဲရေရှည်ရက်တီဖို့ကြာလည်းမဖြစ်နိုင်ဘူးဒါပေမဲ့လည်းဒီအလုပ်ကလည်းလာမယ့်အများကြီးစူးစမ်းထားရတာဖြစ်တဲ့အတွက်ဒီထက်အများကြီးအောင်မြင်အောင်လာမယ့်ထပ်ပြီးစူးစမ်းပါအောင်မယ်ပေါ့နော်ဒီချေလည်းအဲဒီထက်အများကြီးတိုးတက်လာအောင်စူးစမ်းပါအောင်မယ်လာမယ့်ဒီပေါ့နော်လာမယ့်ဆိုင်လေးဖွင့်လာတာဆိုလို့ရှိရင်၈နှစ်ထဲဝင်ပြီပေါ့၈နှစ်ထဲဝင်ပြီဆိုတော့မှန်းပြောရင်သူများလုပ်ငန်းရှင်လာမယ့်လုပ်ငန်းအကြီးကြီးလည်းမဟုတ်ပါဘူးဘီယာဆိုင်လေးတည်တည်လေးပါပဲဆိုတော့လေ ဒါဒီ site မှာဆိုရင်တော့ကိုယ်ကမိသားစုလိုပဲဆက်ဆံတာဖြစ်တဲ့အတွက်လာမြဲတော့ဒါဒါကိုယ်မိသားစုတွေလိုပဲသဘောထားပြီးတော့သွားတာဖြစ်တဲ့အတွက်မိကြီးညီတစ်ဖွဲ့ပေါ့ကွယ်အဲအဲ့လိုမျိုးပေါ့ family type ပေါ့ဟုတ် အဲ့လိုပါပဲပြီးတော့ကလေးတွေကိုလည်းကွာမြဲတဲ့နားလည်မှုပေးရဆိုင်ရကလေးတွေဆိုလည်းသူတို့တင်တဲ့တက်ချင်တယ်ဆိုလည်းလာမြဲတင်တဲ့တက်ခွင့်တွေပေးတယ်ကြောက်တက်ချင်တယ်ဆိုလည်းကြောက်တက်ခွင့်တွေပေးတယ်အဲသူများနဲ့မတူတဲ့အခွင့်အရေးတိုင်းအခွင့်အရေးတွေအကုန်လုံးပေးရလာမြဲဆိုင်မှာရှိရကလေးတွေအကုန်လုံးတည်ရပေါ့နော်လာစွာဆိုလည်းကြိုထုတ်ချင်တယ်ဆိုလည်းအကုန်ကြိုထုတ်ခွင့်ပေးတယ်ပြီးရင်ပတ်စံချီးမယ်ဆိုလည်းချီးပေးထားတယ်သူတို့ရဲ့လိုအပ်ချက်မတည်းမြဲလည်းလာမြဲအကုန်ဖြည့်ဆည်းပေးရဆိုတော့ကိုယ့်ရဲ့ကိုအောင်ကိုအရေးအောင်မှာရှိနေတဲ့လူတွေတိုင်းတော့လာမြဲအကောင်းဆုံးပေးဆက်ပါတယ်ဟုတ် ခုဝန္ဒနာပါတဲ့အလုပ်တွေတိုင်းအလုပ်တွေတိုင်းလာမင်းအသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်တွေပဲလေဒီကြီးလုပ်ငန်းဆိုလဲလာမင်းဒါစီးပွားရေးအနေနဲ့ကြည့်မယ်ဆိုလဲဒါလာမင်းတို့ဝင်ငွေရှိရဲဒီတချင်းတချင်းဆိုတာဆိုလဲလာမင်းတို့စီးပွားရေးဘက်ကကြည့်မယ်ဆိုလဲဝင်ငွေရှိရဲပြီးတော့လာမင်းရဲ့ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ဒီမွန်ပါပေါ့နော်စားတောက်ဆိုင်လာမင်းဘီယာဆိုင်လေးလည်းရှိရဲဆိုတော့ဒါလာမင်းကဒီဘာပဲလုပ်လို့ကိုယ်ကစီးပွားရေးနဲ့တွဲပြီးလုပ်တာဖြစ်တဲ့အတွက်လာမင်းတို့အကုန်လုံးကတော့တစ်ဖက်တစ်လမ်းနေအကျိုးတွေရှိကြပါတယ်ဟုတ် အခက်မှုဘိုင်းကတော့အချိန်မပေးနိုင်တာပေါ့အချိန်မပေးနိုင်တာမျိုးလေးတွေဖြစ်တာပေါ့ဥမာတချင်းတွေဆိုထွက်တင်တလောင်မထွက်ဘူးအဲဘာလို့လဲဆိုအလုပ်တွေစိတ်စိနေရနဲ့အဲ့လိုမျိုးပေါ့ DJ ဆိုလို့ရှိရင်လည်းကိုကဒီထက်ပို့ပြီးတော့ထပ်ပြီးတိုးတက်တိုးတက်ရမယ်ဟာမတိုးတက်ဘူးပဲဆိုတော့လှုပ်စရာတွေကဒီဘက်တွေမှာရှိအဲ့လိုမျိုးပေါ့နော်ဟိုတယောက်တည်းဟိုအိမ်မှာလည်းကိုကဟိုမိဘလည်းအသက်ကြီးပြီဆိုတော့ကိုပဲအိမ်နောက်ဦးစီးဆိုတော့အစားအဆုံးကိုပဲလုပ်နေရဆိုတော့အဲအများကြီးလိုအပ်ချက်တွေရှိပါသေးတယ်လို့ ကျင်းနေပါအခုချိန်ဒီကိုကူကိုကျင်းနေအားရဆိုတာမရှိသေးပါအမြဲတမ်းလိုအပ်နေရလို့ပဲထင်တယ်ဘာပဲဖြစ်ဖြစ်နေနေအခုချိန်ဒီကိုကူကိုအားရမှုမရှိသေးပါဘူးအများကြီးကြိုးစားရပါဦးမယ်ဗီဒီယိုလေးတင်ဟုတ်အဲ့လိုမဟုတ်ဗီဒီယိုလေးပုံပောက်တာလေးလည်းတွေ့ရတယ်ဆိုတော့လေဟုတ်တယ်အဲသူတို့ကကြောက်တော့လာမင်းရဲ့အဲ့လိုမျိုးဆက်စီဆက်ဆန်နေအဲ့လိုမျိုးမကြိုက်ဘူးပေါ့နော်လာမင်းပြိတ္တတွေရလာမင်းရဲ့အဲ့လိုမျိုးရိုးရိုးလေးပဲဒီလိုမျိုးဒီလိုဝတ်စုံလေးမြန်မာဝတ်စုံလေးနေအဲ့လိုမျိုးလေးဆိုသူတို့ပို့ပြီးတော့ပို့ချစ်ကြပို့အားပေးကြပေါ့အားကြောင့်လာမင်းတခါတလေလဲအရန်ကြီး မဟုတ်တာအဲ့ဒါလေးလည်းပါတယ်ဗောနော်ပြိတက်ကဒါမင်းပြိတက်ကလည်းမျိုးလက်မခံဘူးရင်ဟော့တာဒါပေမဲ့ခါတလေလည်းကိုကဟော့ချင်တယ်လीနော်ဆိုတော့ခါတလေဟော့တာလေးလည်းလှုပ်ဖြစ်ပါတယ်ဗောနော်အဲ့တော့လည်းနားလဲပေးပါလို့ပြောချင်ပါတယ်ပြိတက်ကဒါမင်းစပင်းမညှက်ခိုင်းတော့ဘူးမညှက်စပင်းမညှက်ပါနဲ့ဗောနော်အဲ့လိုမျိုးလာမင်းရဲ့ပြိတက်ကစပင်းမညှက်ခိုင်းအောင်အဲ့ကြောင့်မကြက်တော့ပါဘူးလို့ဘယ်လောက်ရှည်ရှည်ထားတော့မှာဘယ်လောက်ဒီထားမှာလဲပြောဘယ်လောက်ဒီထားမှာလဲဆိုတော့တင်မဖုံးတဲ့ထိထားဖို့စဉ်းစားတာတင်မဖုံးဒီတကောက်ကွေးနားရောက်ခန့်ဒီလောက်ထိတော့ထားဖို့စဉ်းစားတာအဲ့လောက်ရောက်ရင်တော့တော်ပြီညှက်တော့စပင်းလည်းမညှက်တော့စပင်းလည်းစီးမစိုးတော့ ဘယ်လိုပြောရမလဲအမြဲတမ်းကြီးဒီလိုကြီးရိုးရိုးကြီးကြလဲမကောင်းလေအမြဲတမ်းအဲ့လိုပုံစံလေးအမျိုးမျိုးပေါ့ဟုတ်ခုထွက်မှတ်တချင်းလေးတချင်းဆိုလို့ရှိရင်လဲတချင်းကနှစ်ပုတ်ထွက်မှာဟိုဒီအစောကြီးကအေးအေးတပုတ်အမျိုးတပုတ်ထွက်မယ်လို့ပြောထားဆိုတော့အဲတပုတ်ဆိုလဲနည်းနည်း hot ထားတယ်အခုဒီတပုတ်ဆိုလဲရိုးရိုးလေးပေါ့အဲ့လိုမျိုးပေါ့ဟုတ်